အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာကတော့ဇီယာမခင်တန်နာရဲ့အမြင်တို့ရဲ့ခေါ်ဆောင်ရာစရိဝိထုတူပဲဖြစ်ပါတယ်ရှင်သူမနှစ်ကောင်လေးတွေးဆုံမုံတို့ကအစမ်းတကျမဟုတ်လားလူမှုကွန်ရက်ရဲ့အာယုံနောက်မှုအချို့ကြောင့်သူမ යි Facebook အကောင့်ကိုဒီအတီဗိတ်လုပ်ထားသည်မှာနှစ်လခန့်ရှိခဲ့ပြီ။သူမ යි စီးပွားရေးလုပ်ငန်းက ်အွန်လိုင်းမှာမြမချီတဲ့ပိုးတယ်များဖြန့်ပြူယောင်ချသည့်အလုပ်ဖြစ်နေသဖြင့်လူမှုကွန်ရက်နှင့်မပတ်သက်ချင်း၍မရာအကောင့်ကိုပြန်ဖွင့်သည့်နေ့မှပင်ရခင်အားပေးနေကြဖြိုးတို့ညီမရီအီစာတွေကမက်ဆန်ဂျာမှာဇက်တိုက်အောင်မြင်ဝင်ခဲ့သည်ဝယ်ယူအားပေးရုံမဟုတ်တော့ပင်တဆင်ပြန်လဲရောင်းချလိုသဖြင့်၎င်းစီနှုံစုံစမ်းကြခြင်းဖြစ်သည်လုပ်ငန်းသဘောရှင်းပြပြောဆိုပြီးနောက် ဆက်သွင်းရမည်လိပ်စာဖုန်းနံပါတ်များအပြန်အလှန်ပေးပြကြသည်အပြန်အလှန်စီးပွားပြည့်ဖြစ်ဆက်ဆံရမှာသူတို့ညီမတွေနှင့်အပြင်မှာပါညီမရင်းသဖွင့်ခင်မင်သွားခဲ့ကြသည်ဒီလုပ်ငန်းလေးကသူမအတွက်ကြိုးပေးသည်အစာပိုင်းတွင်မန္တလေးသို့လူကိုယ်တိုင်သွားကရက်ကဲယုံများသို့ကွင်းစင်းလေလာရသည်စိတ်ကြိုက်ထဲများကို သူများထည့်စည်းပို့ပေးကား အော်ဒါမှယူရသည်တလားလျင်နှစ်ခေါက်လောက်သွားခဲ့ရသည်ဒီနောက်တော့တပြေးပြေးလုပ်ငန်းတွေ့ကြုံရနားလေပါနဲ့လာခဲ့သည်ခေမင်းရင်းနေနေသည်ရကဲယုံနှစ်ခုနှစ်သားဆက်သွဲကလူကိုယ်တိုင်မလာတော့ပဲအဝေးပြေးကိတ်သူပေးသည့်စနေစတင်ချက်သုံးကြည့်သည်ရကဲယုံမှမန်နေဂျာမျိုးသမီးကအထည်အစင်ဒီဇိုင်းများကို Viber မှာ ပုံများလှမ်းပို့ပေးသည် သူမကစိတ်ကြံ့ရွေးကအော်ရာအနှံလိုက်သည် အထေများရလာသည့်အခါကားများဖြင့်အဝေးပြေးခိတ်သို့ပို့ပေးလိုက်ကြသည် သူမကအောင်မင်္ဂလာအဝေးပြေးခိတ်သို့တွား၍လိုက်ယုံသာသူမကိုယ်တိုင်ကမြမချီတယ်များကို မြင့်မြင့်နူးနူးဝစ်စင်တတ်သူမှုအချာမင်းကလေးများအားလည်းဝစ်စင်ခြင်းသည် သူတို့အတွက်ကြောင့်ရက်ွက်တဲ့ရှိမင်းကလေးများကိုလာပေးဖြင့်ရောင်းချပေးသည် လက်ငင်းဝေယူနိုင်သည့်မိန်းကလေးများကိုလည်းအမျက်အစောအများကြီးမယူဘဲရောင်းချပေးနေသည်ဒုမတဆင်ရက်ွယ်တွင်ရှိရုံးဝင်တဲ့မြို့သမီးချို့ကသူတို့ရုံးမှဝင်နေများလဲလာပေးစနစ်ဖြင့်ဝေယူလိုချောင်းပြောကြသည်ထို့ကြောင့်သူမလုပ်ငန်းလေးကအစိုးရရုံးများတွင် လာစမ်းမိုင်းလောက်အထည်များချထားပေးပြီးလကုံရက်တွင်ပက်ဆန်လိုက်ောက်သည့်အလုံးဖြစ်လာခဲ့သည်လာစားထုတ်ပေးသည့်ရုံးအုပ်အမကြီးကို လက်ဆောင်ထည်လေးများပေးထားခြင်းဖြင့်သူမတို့အခက်ခဲမရှိ အထည်ဘိုးများသိမ့်နိုင်ခဲ့သည်ဒီနောက်တော့ပြည်ပမှအခုတဝင်းခွင်းကမြန်မာပြည်ခနာပြန်လာစဉ်သူမလုပ်ငန်းလေးကိုတတိထားမိသွားခဲ့သည်ဆိုင်ငယ်နေရအများကြီးမလိုပဲအွန်လိုင်းစနစ်ဖြင့်အထည်များဖြန့်လို့ရကြောင်းပြောပြခဲ့သည်ဒီနောက်တော့အခုကျေးဇူးဖြင့်အွန်လိုင်းဆိုသည့်မီဒီယာကိုထိတွေ့သိရှိလိုက်သည် ဒီနောက် Facebook စာမျက်နှာများ website များနှင့်သူမရင်းနှီးလာခဲ့ရသည် အမျိုးသမီးဝန်ထမ်း၄ဦးဖြင့်သူမလုပ်ငန်းကို စတင်လည်ပတ်ခဲ့သည် မောင်ငယ်ဆုံးလေးကအဝေးပြေးခိတ်တွင် အထည်များသွားယူပေးခြင်းဖြင့်ကူညီနေသောကြောင့်သူမတတ်တော့တဆာဖြစ်စွာလည်ပတ်နိုင်နေသည်ကံကောင်းလာစွာသူမအွန်လိုင်းပို့တယ်လေကလူသိများလာခဲ့သည် မော်ရယ်ပေါက်စာမင်းသမီးပေါက်စာတို့ပါမှာယူဝတ်ဆင်လာခဲ့ကြသည်ကုမ္ပဏီဝန်ထမ်းများတွဲယူနီဖောင်းများကိုယ်မှတ်တစင်ကြညာရှိုးပွဲများတွဲမော်ရယ်မင်းကလေးတို့ဤဝတ်ဆင်ရာမြမပိုးတယ်ချီတယ်များသည် သူမဤခဲပွင့်တော်ဝင်ပိုးတယ်တိုင်းမှမှာယူဝတ်ဆင်ကြခြင်းဖြစ်သည်သူမဤပိုးတယ်တိုင်းအမိပေးမှုနှင့် ပတ်သက်၍အကိုဝန်းခွဲဖြင့်စကားများရသေးသည် သူမပေးသည့်ခဲပွင့်တော်ဝင်အမိကိုယူကြောင်ကြောင်ဖြင့်ဆွဆွဲပြောဆိုခဲ့သည်ခဲမွင့်ဆိုသည်မှာအညတရပန်းဖြစ်ပြီးတော်ဝင်နှင်တွဲသုံးလိုက်သည့်အခါဘလို့မှမအပ်ဆက်ကြောင်းအနေဆုံးနှင်အမြင့်ဆုံးတစ်ခုကိုတွဲသုံးနာမည်ပေးထားသဖြင့်မအောင်မြင်နိုင်ကြောင်းဘီရင်ဆရာတို့ကိုမေးမြန်းကအောင်မြင်နိုင်သည့်အမိလှလှများရွေးတင်ကြောင်းအကိုကစေတနာစကားများဆိုခဲ့သည်ကို သိပါတော်လဲ သူမသည်ဘယ်တော့ကမှဘေးရီမီးချင်းကိုဝါသနာမပါခင်နေ့ရဲ့အချိန်ခါတို့ဆိုဒီမှလဲသူမလှုပ်ချင်သည့်နေ့ရဲ့အချိန်တို့သည်သာမင်္ဂလာရဲ့မင်္ဂလာအချိန်တို့အဖြစ်သတ်မှတ်တတ်ပါသည်ပဲမှန်သမျှတော်ဝင်သည်ဟု သူမသတ်မှတ်ပါသည်ခံပွဲမဖြစ်နေ၍လဲတော်ဝင်ခွင့်မရှိတော်ပြီလားအညာတရာသည်လဲသူ့ဆွမ်းပြင်သူ တော်ဝင်ခွင့်ရှိနေပါသေးသည် ထိုခေါင်တော်အတွေးဖြင့်သူမကတော့အွန်လိုင်းပို့တဲ့တိုက်နာမည်ကို ခဲပွေတော်ဝင် ဟုသာခေါ်တွင်စီခဲ့ပါသည်ခံပွင့်တော်ဝင်အွန်လိုင်းပို့တဲ့တိုင်လေးနာမည်ရလာသည်နှင့်မျှသူမကလည်းလူသိများလာခဲ့ကြသည်အပြင်မှလူကိုယ်တိုင်ဝယ်ယူလိုသူအချို့အတွက်လည်းပြတာစရာ နေရာတစ်ခုလိုလာခဲ့ပြီ သူမနေထိုင်ရာမြောက်ကလာပဘက်မှာပင် မြင်းကြီးတက်ကလေးငှားရန်က ဆိုင်ငန်းဖွင့်လိုက်သည်ဝင်းနှင့်အမျိုးသမီးငယ်သုံးဦးပါထက်ခန့်လိုက်သည်ရင်မောင်းဝင်းနှင့်မှအပါကျဲဝင်းနှင့်အလုံးကမိကလေးများဖြစ်နေကြသည်သူမကိုယ်တိုင်ကညီမခင်တွေသူမို့သူမဝင်းနှင့်များနှင့်ဆက်ဆံရေးကအဆင်ပြေချုံမောလာသည်တခုပဲရှိသည်အွန်လိုင်းရှော့ပင်းဖြစ်သည့်အတွက်အင်တာနက်၊အီးမေး၊ဖေ့စ်ဘွတ်များက အချိန်တိုင်းဖွင့်သုံးနေရသည်ထိုအခါငယ်ရွယ်သည့်ဝန်ထမ်းမိကလေးတို့ကကိုပိုင် Facebook ကြည့်ချင်းတိတ်များလွန်နေသည်ဒါကိုသူမမကြိုက်မကြိုက်ကြောင်းလဲကြုံတိုင်းပြောပြထားလေးရှိသည်သို့သောဝန်ထမ်း9ယောက်နဲ့3ယောက်လောက်ကသာလိုက်နာတယ်လို့လုံနိုင်သည်ကျန်လေးယောက်ကမူမူရစီဆွဲသလိုဆွဲနေကြသည်။သူမကိုယ်တိုင်လဲ Facebook ကိုတုံးမှသည်။ အလွန်အကျွံဘယ်တော့မှမဖြစ်လုပ်ငန်းသဘောအရပြောဆိုရေးသားကြည့်ရှုရတာပြီးလျင်သူမှတွေ့စာအုပ်များကသာ အရသာရှိလာသည်သူတို့တုံးနေသည် အချိန်တော်တော်များများသည်တည်င်းဖက်ချင်းဘ ഹു ဒုတညာမီဝက်ဆိုင်များကို ကြည့်ခြင်းမဟုတ်ဖဲမက်ဆန်ဂျာတွင်သာ စကားပြောခြင်းထမင်းစာရေးသားကားဆောင်ကိစ္စများကို ပုံတင်ခြင်းပိုင်အောင်ခါနာဒေါသဖြစ်စရာတို့ကိုစတေတက်တင်ချင်းတို့ဖြင့်သာပြစ်နေကြသည် အနည်းဆုံးသောအခြားအွန်လိုင်းပို့တဲ့ဓာတ်များမှဖြည့်နေသည့်အစင်းဒီဇိုင်းတို့ကိုလိလာကြည့်ရှုစေခြင်းသည်ဒီအတွက်မကြာခဏစကားပြောဆိုရသည် screen hour ရဲ့အလောက်များနေမင်းတို့ရဲ့အုံနောက်ယာယီမှတ်ဉာဏ် CA3 ပြည့်စည်လိမ့်မယ် CA3 ပြည့်စည်ရင် ကိုလုံးမိတဲ့လှုပ်တွေကိုလှုပ်ပြီးပြီလားမလှုပ်ရသေးဘူးလားမသိကိုပြောမိတဲ့စကား ပြောမိမှမသိမပြောမိမှမသိဖြစ်လိမ့်မယ်။ပြီးတော့ဘွက်ပြက်သဘောတရားအရတွေ့ညိတတ်တဲ့သဘောပင်းကူမြင်တွေကြည့်လေ။အဲ့ဒီအမြင်တွေကြောင့်သူတို့ဟာတားအောင်ဖမ်းမှုတွေလည်းအသုံးဝင်နေ။ရန်သူတွေကိုကာဝယ်ဆောက်ရှောက်လို့လည်းရတယ်တဲ့။အဲ့လိုပဲသူ့အမြင်ကြောင့်သူ့အသက်လည်းပြန်ပြီးထိခိုက်နိုင်နေ။ဒီတော့အဲ့ဒီဝက်တွေကြောင့်မက်ဆန်ဂျာကနေစကားတွေပြောပြကြမမြင်မတွေ့ရပဲတန်ရောစင်တွေ တွေ့မိကြ။ အဲ့ဒါကိုအချစ်လို့ထင်နေပြီးခံစားကြနေဘာမှမတည်ကြတဲ့အရာကိုတည်ကြတယ်လို့ခံစားနေကြတော့မလို့လားတဲ့ပြဿနာတွေရင်ဆိုင်ဖြေရှင်းရရောပြီးတော့အဲ့ဒီ web တွေကိုအရှိထင်တော့ယုံကြည်မှုတွေလဲအလကားနေရင်ကိုတိုးနေတော့တာဒီတော့ယုံကြည်လွယ်ကြအပြင်မှာပါစုံကြပြီးမတမားတဲ့သူတွေနဲ့တွေ့ရင် မှုခင်းတွေဖြစ်တဲ့အထိကြားနေမြင်နေရတာလေ ကိုကစင်ကျင်ရွေးတဲ့သုံးတက်မှန်ရမယ်။သူမနှုတ်ပြမှထိုစကားတို့ကိုအကျဉ်းချင်းပြောခဲ့ရသည်။နားဝင်သည်မဝင်သည်ကသူတို့အလုံးပြောဖို့တာဝန်ရှိသည်ကသူမအလုံးဟုသာ တွေးယူပါသည်။သူမဝန်ထမ်းများသည် Facebook ကြည့်ချင်းများသည်ကလွဲလျင်းသူမအလုံးပေါ်တာဝန်ကျေကြသဖြင့်ဒါမြင့်တီထီလဲမပြောတာတနည်း ထိုတနေ့သည်သူမဝတ်လေရမည်နည်းဖြစ်သည်ကို သူမတကယ်မသိခဲ့ပါမန္တလေးရကန်းယုံမှပို့ပေးလာသောအစင်စန်းပိုးတင်များကိုအွန်လိုင်းမှတဆင်အော်ရာမှထားသည်များလက်လွှဲရောင်းလိုက်ရသည် cosmetic brand တစ်ခုမိတ်ဆက်ပွဲတွင် မော်ဒယ်မလေးများကဝတ်ဆင်တိကျကြရမည်ပွဲဖြစ်နေသည် သူမကိုဖိတ်ကြားထားသဖြင့်သူမလည်းထိုပွဲသို့တက်ရောက်ခဲ့လိုက်သည် ခဲပွင့်တော်ဝင်ပိုးတွေတိုင်းမှာအစဉ်စက်များကဒီဇိုင်နာပညာစွမ်းဖြင့်ငယ်ရွယ်သောမော်ဒယ်မိကလေးများကိုပေါ်တွင်ကြွားဝင်စွာလှပနေကြသည်သူမှပီတိဖြစ်စွာကြည်နေမိသည်မိတ်ဆက်ပေးနေသည့်မိကက်များကိုပင်စိတ်ဝင်စားမော်ဒယ်မိကလေးများက15ယောက်ခန့်ရှိမည်အလဲကြစနစ်ဖြင့်ဇင်ရှိသောမိကက်ပစ္စည်းများကိုင်းကလမ်းလျှောက်ထွက်ပြကြသည် ဒုတိယအတုံးဆယ်နောက်ပြန်ဝင်သည့်အချိန်တွင်မင်းကလေးတယောက်စကက်တူကနောက်ဖက်တွင်ရေစီးချောင်းလို꿰သွားသည်ကိုသူမှမြင်လိုက်ရသည်တတိပင်းရန်တွင်ချက်ချင်းဆယ်နောက်လိုက်ကြည့်မိသည်ဆယ်နောက်တွင်လည်းမင်းကလေးလေးယောက်လောက်ကထိုကဲ့သို့ပင်စကက်နောက်ချမ်းများကရေစီးချောင်းတပွဲ꿰နေကြသည်မင်းကလေးတို့မျက်နှာငိုတော့မလို့ဖြစ်နေကြပြီထိုအချိန်ဒီဇိုင်နာကသူ့ရင်ပါလာတော့ အယောင်မတူပဝါများဖြင့်ပတ်ပေးကပြည်တနာကိုယာယီဖြည့်ရှင်ပေးလိုက်သည်သူမစိတ်မကောင်းဖြစ်သွားရသည်ယုံကြည်ထားမိသည်ရက်ကန်းယုံများသို့ဖုံးစစ်ကြည့်ရသည် cosmetic ကုမ္ပဏီမှတာဝန်ရှိသူများကို တောင်းမန်ရသည်မော်ဒယ်မိန်းကလေးများကိုတောင်းမန်ရသည် cosmetic ကုမ္ပဏီဘက်မှဒီကိစ္စသည်ဘာမှမထူးကြား မင်းကလေးတို့ဒီလင်းစင်ပေါ်တွင်လှလှပါပါအဆင်ပြေသွားသဖြင့်စိတ်ကျေနပ်ကြသည်ဒီဇိုင်နာကတော့ဒီကိစ္စကို သုံးသပ်ပြသည်ချီတဲ့ဆိုလင်းတိတ်မတိတာတော့လဲပိုးရောနေသဖြင့်စကတ်တို့ချုပ်လိုက်သည့်အတွက်ဖြစ်နိုင်ပါသည်ဟုသာရကန်းယုံကချုပ်ဝတ်မြေဒီဇိုင်းပုံစံကိုတောင်းတော်လဲသူမယုံမဝန်ထမ်းများကအသေးချပိုးပေးခြင်းမရှိခဲ့ကြသူတို့အတွက်ကြောင့်အစဉ်စန်းကို ိုးများများယောဂါရက်ပေးလိုက်မိသည်ဒလောင်လိုင်းသုံးနေပါလျင်ဒါလေးကိုပင်အယောင်မပိုနိုင်ခြင်းပေါ်စူပူအပြစ်တည်းမိသည်အဖြေကထွက်ပြီသူမတို့ခံပွင့်တော်ဝင်ပိုးတဲ့တိုင်းဤပေါ်ရုံမှုဖြစ်သည်အားလုံးကိုအွန်လိုင်းမှယောလူကိုယ်တိုင်းမှသူမတောင်းမှန်ပြီးပြီခက်တီကဒလောက်နဲ့မပြီးတရရဲ့နှစ်ရဲ့အတွင်းရေစီးချောင်းဖြစ်ခါကွေးနေသည့်ပိုးတွေများနှင့် ဆယ်နောက်တို့ဝင်သွားစဉ်စကဲကွင်းနှင်းမော်ဒယ်တယောက်ပုံကို ရိုက်ခါ Facebook စာမျက်နှာတွင်ပြည့်နှံ့လာတော့သည်သူမ profile တင်ထားသည့်မြန်မာချီတဲ့လေးနှစ်ပုံကို ယူသုံးကခံပွင့်တော်ဝင်ပို့တဲ့တိုင်းမှပစ္စည်းများ အရေးသွေးညံပြင်းချောင်းအပုတ်ချတော့သည်မစီမဆိုင်သူမပွဲတက်ထားသည့်အလှတဲ့ပုံများကိုယူသုံးကပုံကိုရေးပါတိုက်ခိုက်လာကြတော့သည် သူမတို့ခံပွင့်တော်ဝင်အွန်လိုင်းဖြန့်ပြမှုအနေဖြင့်ဖြည့်ရှင်းပါတော့လဲမပြည့်နိုင်မစီနိုင်ဖြစ်ခါအားနေကြသည်တိုင်းအခမဲ့ share ပေးနေကြတော့သည်သူမတိမ်မုန်းသည်လူမှုကွန်ရက်ကြောင့်စိတ်ညစ်ရပြီဒီအတီဘေးပြန်လို့ရမည်လားစဉ်းစားနေစင်မှပင် messenger မှာ စာပို့လာသည်ကို တွေ့ရသည် facebook စာမျက်နှာထက်တွင် တွေ့နေရသည်ပြဿနာများကိုစိတ်မကောင်းကြောင်းကိုချင်းစာကြောင်း သူများပြောတိုင်းလိုက်ပြီးစိတ်မပြတ်တင်ကြောင်းခံပွင့်တော်ဝင်အေးသွေးကိုသုံးမှုသူတိုင်းသိနေကြောင်းစိတ်ပြတ်အားငယ်နေမည်ဆိုသဖြင့်အားပေးစကားဝင်ပြောခြင်းဖြစ်ကြောင်းသူဘယ်တုန်းကမှမစင်ချာမှ စကားပြောလို့မရှိကြောင်းသူမဖောက်တဲ့ဖြိုးတို့ဤအကိုတဝင်းခွဲဖြစ်နေသဖြင့်လာရောက်စကားပြောခြင်းဖြစ်ကြောင်းစသည်စသည်တိမ်မွေအစင်ရှိသည်သူစကားတို့က ။သူမစိတ်ကိုအနှင်းငယ်တက်တာစီဒီကတော့အမှန်ပင်။သူမလည်းဂျေစုတင်ကြောင်းစကားပြန်ပြောနေမိသည်။လူမှုကွန်ရက်တို့ထုံးစံအတိုင်းတပတ်လောက်ရှိသောအခါတော့ခံပွင့်တော်ဝင်အွန်လိုင်းပို့တဲ့တဲ့အကြောင်းမိသွားကြတော့သည်။မမေ့ဒီကတော့သူမနှင်းကောင်းလေ။အစောပိုင်းကာလများစကားပြောစဉ်ကတော့သူမကိုနှစ်သိမ့်ပေးသည့်စကားများ ဒီနောက်တော့စာပေဂီတပဲရောက်သွားကြသည် စာပေမွေးလျောဂီတမြင်နူရာချင်းတူတူနှစ်ယောက်ဖို့ပြောစရာစကားတို့ကများပြားလာခဲ့ကြသည်ပြတ်တန်းခဲ့ကြသည့်ခေတ်ကလည်းတိတ်မကွာလှသဖြင့်တချင်းများကိုခန့်စားတတ်ပုံချင်းတူနေကြပြန်သည်တချင်းတွေကြောင့်စာအုပ်တွေကြောင့်အပြန်အလှန်ပြောပြနေကြသည်ဒီနောက်နိုင်ငံရေးရာများ ကီချင်းတူရင်မက်ချင်းနီးကြသဖြင့်ပြောရသည့်စကားဖလေရသည့်အကြောင်းအရာတို့ကအထိပယ်ရှိနေသလိုခံစားရသည်နိုင်ငံရဲ့ခြားတွင်အလုံလုံနေသော သူ့အတွက်အားလက်ချိန်များကို သူမအဖို့ပြုတ်ပေးတတ်လာသည်ထမင်းစားပြီးပြီလားနေကောင်းရဲ့လားစသည့်စကားတို့ကပင်အရေးပါလာသည့်စကားများလို့ခံစားမိရသည် ကော်ဖီတောက်ချိန်မှအစား ဖြော်ထားသည့်ကော်ဖီခွက်ကိုဓာတ်ပုံရိုက်ပြီးပို့မိသည့်အထိဖြစ်လာရသည့်အခါတွင် ခံပွင့်တော်ဝင်မှဝန်ထမ်းများသူမကိုတဲ့အတော်ကြည့်လာကြသည် Facebook ကိုမူးယစ်ဆေးဆွဲသလိုတုံနေကြသည့်ဝန်ထမ်းများကိုစူပူဆုံးမခဲ့ဘူးသည် သူမကိုယ်တိုင်ဖျက်မရတော့သမီးတို့ကြားရှိနေသည့်ဒီကောင်းကင်ဒီလာမင်းဒီရှုခင်းတွေကိုပင် ကောင်းလေးရိုက်ပို့လာသည့်ကောင်းကင် လာမင်းရှုခင်းတို့ကမှ အသက်ဝင်နေသည်အောင်ကောင်းလေးတင်လိုက်သည်စတေတန်ကောင်းလေးဟေးလိုက်သည်ကွန်မန်ဒိုကိုစောက်ဖက်ကကောင်းလေးဘာတွေခံစားနေရပြီလဲထီလိုက်တွေးကြည့်ပေးနေမိသည် Facebook မဖွင့်ပွဲထားလိုက်နှင်းကောင်းလေးနှင်းကဘာချနေသလိုပင်ခံစားတတ်လာသည် သူမကိုသူမတွေ့ရှိခြင်းလားပျောက်ဆုံးနေခြင်းလားမဝေခွဲတတ်တော့ဇူကာဘက်ကိုသာအချင်းချင်းကြည့်စုတင်နေမိသည်အမည်နာမမတုံဆွဲကြပဲ သူမနှင်းကောင်းလေးဆိုသည်ဝေါ်ဟာရတို့ဖြင့်သာဆက်သွယ်ပြောဆိုကြသည်လိုင်းဖွင့်ချိန်မတူနှင်းမက်ဆင်ဂျာတွင်စာချိုချန်ခဲ့တတ်လာသည် ကောင်းလေးဘာရီများရေးထားခဲ့မလဲဆိုသည့်အတွေ့ဖြင့်လိုင်းဖွင့်ဖွင့်ချင်းအရင်ဆုံးကြည့်တတ်လာသည်ဒီနောက်လိုင်းဖွင့်ချိန်ကို အတူညှိပြီးဖွင့်တတ်လာသည်နော်အချိန်တိုင်းလိုင်းဖွေကစောင့်နေမိတဲ့တာတော့သည် လိုင်းပေါ်တွင်ကောင်းလေးမရှိသည့်အချိန်များတွင် အပြန်လှန်ပို့ထားကြသည့်မက်ဆေ့များပြန်ဖက်နေမိသည်မက်ဆင်ဂျာသည်သာ သူမကဘာလိုဖြစ်လာရတော့သည်တယ်ယောစင်တို့ကမတိမတာမှတိတိတတာတိုးလာခဲ့ပြီတချင်းကြောင့်ပြုံးမိကြရင်အတန်ဖိုင်ဖြင့်ကောင်းလေးကတချင်းတီဆူထားသည့်အတန်ကိုပို့ပေးသည်သူမရေခုံကြည်နူးစွာစောင့်နားထောင်နေမိသည် သူများနှင့်ရောင်ရဲခြင်းမဖြစ်နိုင်သည့်အခါတန်ယုံစဉ်စကားအလွန်စကားတို့ကို တိုက်ဆိုင်နေသည့်တချင်းစာသားတို့ဖြင့်စတေတက်တင်ကလူတကာကို အသိပေးခြင်းစိတ်ပေါ်လာရတော့သည်ယခုအခါသူမတွင် CA3 လည်းမရှိတော့ screen hour ချင်းဆိုသည်မှလည်းသူမနှုတ်ထလာသည့်အချိန်မှစလာခဲ့ရသည်အိယာမနုထထခြင်းအရင်ဆုံးလက်ဖြင့်စမ်းကြည့်လိုက်မိသည့်အရာသည်လက်ကင်ဖုံးဖြစ်နေတော့သည် မျက်စိနှလုံးကောင်းစွာမှမပွင့်သေးခင်အင်တာနက်လိုင်းကို အရင်ဖွင့်မိပြီမမြင်မှုသည့်လူတစ်ယောက်ကိုယုံကြည်မှုတွေတိုးနေမိသည်ရင်မက်ခြင်းနားလည်ခံစားမှု သူခံစားနေရသမျှအလိုလိုသိနေခြင်းသည်ဆက်သွယ်ရေးကွန်ရက်တွေကြောင့်မဟုတ်ဖဲအာယုံတစ်ခုတွင်စိတ်နှစ်ခုပေါင်းစုံမိခြင်းကြောင့်ဖြစ်သည်ဟုယုံကြည်နေမိသည် ူမကဘာတစ်ခုတွင်ရောက်နေသလိုခံစားရသည်ထိုကဘာတွင် သူမနေလို့မရမှန်းသိနေပါသည်သို့သောထိုကဘာမှသူမထွက်ခွာလိုက်လျင်ဒီစုံတစ်ခုဖြစ်တော်မလို့ခံစားနေရသည် သူမကိုသူမမေ့လျော့နေခဲ့ရသည်ခံညဉ့်ဉဏ်မဟုတ်သည်သူမသူ့ကိုယ်သူဆန့်စစ်မှုများလုပ်ကြည့်မိပါတော့လေအတိတ်တစ်ခုတတိထားမိလိုက်သည့်အချိန်တွင်အကောင့်ထဲနှင်းဖြစ်နေနေပြီ။ ဒီနောက်တော့ကောင်လေးဘက်မှအတန်ကိုကြားလို့သည်ဟုတောင်းဆိုလာခဲ့သည်။ကောင်လေးမတောင်းဆိုမိကပင်သူမကကောင်လေးနှင့်စကားပြောခြင်းစိတ်တူကိုမျိုးသိမ့်ထားရသူဖြစ်သည်။စာသားတွေအဖြစ်ဖြင့်တွင်ကြီးနေမိသည့်စိတ်သည်အတန်အဖြစ်ပြောင်းလဲကြရလျင်ဝက်အပ်စွမ်းကို မတွန်းလှန်နိုင်မှသိပါတော့လေ။သူမလက်ခံစကားပြောလိုက်မိသည်။ဒီနောက်သူမပြောခဲ့မိသည့်စကားတို့ကို သူမပြန်မမျိုးနိုင်တော့ အာယုံတစ်ခုစိုးမိုးမှုကိုသာ စိတ်လွတ်ပေးထားလိုက်မိသည်အမြင်တို့ဤလွှမ်းမိုးမှုကို ကြည်ကြည်ပြူပြူခံနေမိသည်ခံပွင့်တော်ဝင်အွန်လိုင်းရှော့ပင်းကိုပင်အာယုံမဆိုင်နိုင်အောင်ဖြစ်ရပြီစိတ်ကောင်းတခြင်းကိုသာ သူမအကြင်ကြင်စုံကြီးနေမိသည်ဟိုရင်တွေ့တော်မကြည့်ဘူးခဲ့တဲ့အချိန်နဲ့ဂျုံဆုံလာကိုကိုအံ့ဩဖို့ ယုံနိုင်ခဲ့စင်ကျင်ညာအတွေ့ခေါ်တိတရားပါမှမကယ်နိုင်ဘူးဘယ်လိုအတွေ့ကြုံရှိလဲချစ်တော့ကိုလေးယူကိုယ်တိုင်းထိမှတည်တော်တယ်တနေ့နေ့အချင်းနဲ့အတွေ့မှာနောက်ကောက်ကြတာပဲခံပွင့်တော်ဝဲမှဝန်နှန်းတို့သူမကိုပြည့်ရပြူစာဖြစ်လာသည် သူမကိုယ်တိုင်နှုတ်ဖြားမှထွက်ခဲ့မိသောစကားများကို သူမကိုယ်တိုင်မလိုက်နာနိုင်တော့လက်တွေပွားနေကင်းကွာကတီးတဲ့ကဘာငယ်တစ်ခု ရောက်ရှိနေသလိုခံစားနေရသည်ထိုရာသည် အချစ်ဟုတ်မဟုတ်လဲမဆန်းစစ်နိုင်တော့ကောင်းလေးပျော်ပျော်နေသည်တီးတဲ့ကဘာထဲတွင်ဘောင်တွင်မလိုဘူးဆိုသည့်စကားကိုလည်းလက်ခံချင်နေသလိုလိုကောင်းလေးမြန်မာပြည်သို့ပြန်လာရင်လူချင်းတွေ့ကြဖို့ထိချိန်ဆထားမိပြီး အချစ်ဟုအမိတက်လိုက်မိချိန်တွင်ဘာစည်းပါပေါင်းမှမလို့ဟုပင်ခံယူထားမိတော့သည်ဒီညကောင်းလေးနှင့်ပွပွင့်လင်းလင်းစကားတွေပြောချင်နေမိသည်ရုံမထွက်နိုင်သည်ကဘာငယ်မှလက်တွေ့ကဘာစီသို့ခေါ်ဆောင်သွားလို့စိတ်တို့ကကြီးစိုးနေသည်ကောင်းလေးနှင့်ချိန်ထားသည့်အချိန်ကည9နာရီကျော်လောက်မှာအချိန်စောနေသေးတော်လဲဖုန်းစကရင်ကိုသာ မျက်စိအာရုံတို့ကရောက်နေသည် ထို့အချင်းမက်ဆင်ဂျာမှမက်ဆေ့ဝန်ထမ်းကိုကြည်လောင်စွာကြားလိုက်ရသည်။သူမဖုန်းကိုကြည့်လိုက်တော့လဲဘာမက်ဆေ့မှတက်မလား။ထို့အခါမှသတိထားလိုက်မိရသည်။တမီဖုန်းစီမှဖြစ်နေသည်။ရေချိုးကန်းဝင်နေသည့်တမီကအပြေးလွှားထွက်လာကမက်ဆေ့ကိုဖွင့်ဖက်နေသည်။မလန့်မကဲတွင် သူမရှိနေသည်ကိုဂရုမထားနိုင်လားမမြင်နိုင်သည်လားမသိ။ချက်ချင်းစာရီပြန်ရိုက်ပို့နေသည်။ တဖက်ကဘာပြောလိုက်သည်မသိရေချိုးခန်းမှထွက်လာသည့်အတိုင်းတဖက်ဘဝခြုံထားရင်းကသူ့မျက်နှာလေးကို အနီးကဲဆက်ဖီရိုက်နေသည်ဒီနောက်ချက်ချင်းပို့လိုက်ပုံရသည် သူမတတင်ကမှင့်သက်သွားမိရသည်သူမတို့ခေတုံးကတော့ဖုံပြောတန်ကို လူကြီးမိဘတွေကနားဆွေနေတတ်ကြသည် တူတူတတပြောနေမင်းမတင်ကမှုတွေပသွားရသည် တငယ်ချင်းနှစ်ဖြစ်စီချစ်သူနှစ်ဖြစ်စီစကားပြောနေလျင်အတန်ဘယ်လိုတိုးပြောပြောအကြောင်းအရာတို့ကို မျက်နှာအမူအရာနှစ်တွဲကဘာအကြောင်းပြောနေသည်ကိုခက်မှန်းတတ်ကြသည်ဖုံတမ်းမီလာလျင်တအိမ်လုံးမကြားချင်မှအစုံသမီးတို့ခင်မာတော့ဖုံတမ်းကိုဖျောက်ထားနိုင်သည်မက်ဆင်ဂျာအတန်ကို vibrate တုံ့ကမှုဖြင့်သာ အဝင်ကိုတိတားစေသည်လာလို့လာမှန်းမသိလိုက်ရာ ဖုံးကိုကြည့်ပြီးလက်မလေးနှစ်ဖက်လုံနေုံဖြင့်တကဘာလုံးကိုရောက်နေနိုင်သည်ဘ ഹു တုတဖြစ်စေမည်သတင်းဝက်ဆိုက်ကြည့်ခြင်းလားဂိမ်းကစားနေခြင်းလားမက်ဆန်ဂျာမှတစုံတစ်ယောက်နှင့်တန်ရုံးစဉ်အမြင်တက်နေခြင်းလားခက်မှန်းရခက်သည်ခံပွင့်တော်ဝင်မှဝန်ထမ်းမင်းကလေးတို့က International School တွင်တက်နေသည့်သမီးတွင်လိုအပ်သည်ဟုဆိုက Facebook အကောင့်တစ်ခုဖွင့်ပေးထားသည် အမီဒီလောက်အထိကြွဲ့ကြဲ့ချင်းချင်းသုံးဆွဲတဲ့နေမှန်းသူမတတိမထားမိခင်သူမကိုယ်တိုင်ကအမြင်များတန်နေရရင်လဲနေခဲ့သူအသက်ကိုးနှစ်ဆဆွန်သာရှိသေးသည်တမီလေးလှုပ်ရှားမှုတို့ကိုတောင်ွယ်စပွဲမှထိုင်ပြီးသူမကြည့်နေမိသည်ဘယ်အရာကိုမှမမြင်မသိတော့သလိုဖုန်းစကရင်မျက်နှာပြင်ကိုသာကဘာတစ်ခုတစ်ဖွဲတဲကြီးမဲကြီးကြီးကစာရီရိုက်နေသည် ။သမီးကိုကြည့်နေရင်အတွေ့တို့ကဆက်ဆက်ချိတ်ဆက်ကသူမအာယုန်ထဲတွင်တရေရေပေါ်လာတော့သည်။မက်ဆင်ဂျာကိုဖွင့်ကကောင်းလေးထန်သူစာရီပို့လိုက်တော့သည်။ကောင်းလေးရေလွတ်လပ်အပူကင်းနေတဲ့ကောင်းလေးဘွားတွေသူမဆိုတာစူးစွေးတစ်ချောင်းပါကွယ်။သူ့လိုလိုဆွေးမြေ့သွားပါလိမ့်မယ်။မလက်ဆက်တဲ့စူးမိုးအစိတ်မပြင်းတာတော့ယုံပါကွယ်။ မနာကျင်စီချင်တာလဲအမှန်ပါ web ဆိုတဲ့အမြင်တွေရဲ့တွေ့နှောင်မှု စကလုံးတွေရဲ့ဖန်ဆမှုအောက်မှာကောင်းလေးပါဝင်အလုံးကအရေးတွေကိုအယောင်ထင်နေကြတာပါဒါဟာလူငယ်တယောက်တည်းတိုးတက်မှုတွေကိုဟန်တားစေသလိုအရွယ်လွန်သူတွေအတွက်လည်းအတွေးတွေကိုဝေဝါးစေပါတယ်တီးတန့်ကဘာလေးထဲမှာအထီးချက်မှုတွေကိုမေ့လျော့ပြီး ပျော်ရွှင်စွာခဏနေခွင့်ရခဲ့တဲ့အတွက်တော့ကောင်းလေးကိုကျေးဇူးတင်နေမှာပါ။နှလုံးသွေးနဲ့ရေးသားခဲ့တာမို့ကောင်းလေးအတွက်အစိတ်ဖြစ်နေရင်လည်းနားလည်ပေးပါ။ကောင်းလေးလည်းအမြင်တွေရဲ့ဖန်ဆားမှုအောက်ကလွတ်မြောက်နိုင်ပါစေ။သူမထိုနောက်သူမသည်သူမ၏ကိုပိုင်အကောင်အားအပီးတိုင်းဖြတ်သိမ်းပစ်လိုက်တော်သည်။ ခင်တန်နာရွှေမြူတီဒီဇင်ဘာ2015အဆုံးထိနာဆင်ပြေခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။